ပုတ်ဖန်များအလုံးမင်္ဂလာပါ clock corner အန်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ပတ်ကတော့ကျွန်တော်တို့ဂျာရဲ့အထက်မှာ champion league ပွဲစဉ်နှစ်တွေပြန်လဲရှင်ပြိုင်တော့မဲ့အတွက်ကြောင့်ကျွန်တော်တို့ပွဲကြိုသုံးသက်ချက်လေးအဲလုတ်ပေးလိုက်အောင်ကျွန်တော်ဗီဒီယိုလေးမဆက်ခင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ် okay အဲဆိုရင်ကျွန်တော်ကျွန်တော်ဒီနေ့ပြောပေးသွားမယ့် champion league ပွဲစဉ်နှစ်ရဲ့ပွဲအကြောင်းလေးကတော့အဲကျွန်တော်ပြီးမြလေးကချက်စီနဲ့တစ်ဖက်ကဗင်ဖီကာတို့ရဲ့ပွဲကြိုသုံးသက်ချက်လေးဖြစ်ပါတယ်ဒီနေ့တဲ့ ဲထိတ်လိုက်တိတ်ဆုံမှုလေးအဲမပြောခင်ကျွန်တော်တို့အဲအရင်ကန်ခဲ့တဲ့ပွဲငါးပွဲအကြောင်းလေးကိုပြန်ပြီးတော့တစ်ချက်တော့ပြောလိုက်တစ်ဖက်ကအင်ဂျင်ဖြစ်တဲ့ချက်စီအင်ဂျင်ပြည့်တဲ့ချက်စီကတော့ဒီနောက်ချက်မြလေးပွဲတင်ဒီနှစ်မပြီးခင်မှာတော့သူတို့ကတော့ငါးပွဲကန်ပြီးတဲ့အချိန်မှာတော့တပွဲပဲအနိုင်ရရှိထားပြီးတော့နှစ်ပွဲအဲ ဟုတ်တယ်တပွဲနိုင်ပြီးတော့သူကတပွဲတည်ကြတာပြီလို့ဆိုရင်သုံးပွဲထိတော့မတော်တော်လေးကိုရှုံးနေထားတဲ့အတွက်ကြောင့်ချက်စီးတို့တော်တော်လေးကိုမှဖိအားများနေတယ်လို့ထင်ပါတယ်။ဘာဖြစ်အထူးသဖြင့်ကလည်းသူတို့ကလည်းချန်ပီယံလိမှာပထမပွဲစဉ်တတော်အောင်ရှုံးထားတဲ့အတွက်ကြောင့်ဒီနေ့ဒီကချန်ပီယံလိပွဲစဉ်နှစ်မှာတော့အနိုင်ရလည်းဖော်ဆောင်နိုင်မှုလိုအပ်တယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်။ Okay အဲဆိုလို့ဆိုရင်ကျွန်တော်တစ်ဖက်ကဘင်ဘီကဘင်ဘီကတော့ အရင်ဖြစ်တဲ့အချက်စီးနဲ့တိတ်ပြောသူတို့လည်းတိတ်မကွာပါဘူးသူတို့ကတော့အဲငါးပွဲကံပြီးသားတဲ့အချိန်မှာသူတို့လည်းနှစ်ပွဲနိုင်တယ်နှစ်ပွဲတည်ကြပြီးတော့သူတို့ကတော့တပွဲပဲရှုံးနေထားတယ်တွေ့ရသေးပါတယ်ဒီရရှုံးနေမှုကြောင့်သူတို့လည်းအတီဝဲတွေများခဲ့တယ်လို့သူတို့လည်းရှုံးနေရမယ်ပွဲတွေလည်းတွေ့ခဲ့တယ်ဒါကြောင့်ဒီနှစ်သင်းရဲ့ထိတဲ့တွေ့ဆုံမှုမှာတော်တော်လေးမှကြီးလို့ကောင်းမဲ့အဲပွဲစဉ်တပွဲဖြစ်သွားမယ်လို့ဆိုတာတော့အသိကြပါပဲဘာဖြစ်လို့ဆိုရင်အထူးသဖြင့်အင်ရှင်ဖြစ်တဲ့ချက်စီချက်စီကလည်းအင်ရှင် မှာသူတို့ရဲ့အိမ်ခွေးမှာအခန့်ရှင်ပြန်ကစားမယ်အတွက်ကြောင့်အတော်တော်လေးဥမာအကောင်းတဲ့လက္ခဏာလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုရင်အသူတို့ရဲ့ရှုံးနေမှုတွေများထားတဲ့ပွဲတွေကိုဒီနေ့ပွဲမှာပဲပြန်လည်တက်တည်ပြပြီးတော့အနိုင်နာမလားဆိုတာကိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်တင်တယ်โอเคအဲဆိုလို့ဆိုရင်ဒီနှစ်သိန်းရဲ့ကျွန်တော်တို့လူသင်းလေးတွေနည်းငယ်ပြောတော့လူသင်းမပြောခင်ကျွန်တော်တို့ချက်သေးချက်သေးတဲ့ကျွန်တော်တို့ individual အဲ့ဒီမှာတော့တော်တော်လေးဥမာ ဲကစားသမားတွေများပြားနေတယ်ပြီးလို့ဆိုလို့ဆိုရင်အဲကျွန်တော်အနီကထိထားတယ်ကျွန်တော်ပြီးမြန်လေးပွဲစီမှာတော့လည်းခြာလို့ပါအနီကထိထားတဲ့အတွက်ကြောင့်ဒီနေ့လူစင်းလေးကတော့ချက်စီးရဲ့နောက်တန်းမှာတော့နည်းနည်းလေးကိုအင်အားနည်းနေတယ်လို့တော့ကျွန်တော်ထင်တယ်ဒါမှလည်းလေသူတို့အကောင်းဆုံးဖြည့်ရှင်းလာပြီးတော့ဒီနေ့ပွဲမှာအကောင်းဆုံးလူစင်းနဲ့ပွဲထွက်လာပြီးတော့အဲအိမ်ဝင်းရဲ့အားနဲ့ဘင်ဖီကာကိုနိုင်နာမလားဆိုတာတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်တင်တယ်โอเคအဲဆိုလို့ဆိုရင်ကျွန်တော်တို့အဲ ခမန်းလိုင်းနယ်လေးပြောလိုက်အောင်ခမန်းလိုင်းနယ်လေးမှာတော့ကျွန်တော်တစ်ဖက်ကဝေကွင်းလာရောက်ရှင်မဲ့ကစားမဲ့ဘေဖီကာအသင်းကိုကျွန်တော်တို့အဲအရင်ဆုံးပြောမယ်ဘေဖီကာမှာတော့သူတို့ရဲ့အဲအဓိကကစားသမားတွေဖြစ်တဲ့ ကစားသမားတွေအများပြားနေပဲပေါ်ထွက်လာမယ်ဗျာသူတို့ရဲ့နောက်ပြီးတော့လည်းလူစင်းရလည်းဒဏ်ရာရလူစင်းရလည်းအဲ့လောက်ထိတိတ်မများတဲ့အတွက်ကြောင့်ချက်ကြီးကိုသူတို့ဝေးကွေးမှလာရောက်ရှင်ပြိုင်မဲ့ပွဲမှာသူတို့အကောင်းဆုံးပုံစံနဲ့ရှင်ပြိုင်ကစားသွားမယ်လို့တော့ကျွန်တော်ထင်တယ်။ Okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ comment line နဲ့လေးတစ်ချက်လောက်ပြောလိုက်ရအောင် comment line နဲ့လေးမှာတော့ Vimbi Karma တော့သူတို့ရဲ့အဓိကဂိုးသမားဖြစ်တဲ့ True စင်ပဲအဲဒီနေ့ပွဲမှာပုံပွဲထွက်လာမယ်လို့တော့ထင်တယ်ပြီးလို့ရှိရင်နောက်တန်းလေးရောက်နောက်တန်းလေးရောက်မှတော့အဲသူတို့ဘလူးတွေရှိမလဲဆိုတော့ဒါရှိမယ်ပြီးလို့ရှိရင်အော်ဒါမန်တွေရှိမယ် ပြီးလို့ဆိုရင်စေးပါပြီးလို့ဆိုရင်တခဲရှိမယ်အဲဒီလေးယောက်နဲ့ပဲပွဲထွက်လာမယ်လို့တော့ကျွန်တော်ထင်တယ်ဘာဖြစ်လို့ဆိုလို့ဆိုရင်သူတို့ဒါမှမဟုတ်လို့ဆိုရင်လည်းအဲနောက်တန်းမှာအ ਨੇ များအ ਨੇ ချင်းတော့ပဲအဲလူစင်းပြောင်းလဲလုပ်ပြီးတော့ပွဲထွက်လာမယ်လို့ထင်တယ်ဘာဖြစ်လို့ဆိုရင်ဒီလူစင်းလေးယောက်ကလည်းသူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့အကြောင်းပုံမှန်ပွဲထွက်နေတဲ့ကစားသမားတွေဖြစ်တဲ့အကြောင်းဒီလူစင်းနဲ့ပဲရှင်ပြိုင်လာနိုင်မယ်လို့တော့ကျွန်တော်ထင်တယ်ပြီးလို့ဆိုရင်ကွင်းလင်ကွင်းလင်မှာတော့သူတို့ရဲ့ အဓိကကွလင်ကသားသမားတွေဖြစ်တဲ့ရီယောရှိမယ်ပြီးရင်ဆူဒါကောရှိမယ်ပြီးလို့ဆိုရင်အော့စနတ်ရှိမယ်အဲဒီ၃ယောက်ကလည်းတော်တော်လေးဥမာကောင်းမွန်တဲ့အဲခြေသွန်းတွေပြတ်တာထားပြီးတော့သူတို့လေးလေးမှလည်းတို့ရှုံပွဲနဲ့အောင်ကစားထားတဲ့အတွက်ကြောင့်အဲတစ်ဖက်ကအချက်သီးနေနဲ့အထင်သေးပြီးတော့အဲကြောင်းတော်ဂန်းတန်းနဲ့သွားလို့မယ်ဆိုလို့ဆိုရင်ပိဆက်မှုကကိုယ့်အတွက်ပို့ပြီးတော့ကြီးမားသွားမယ်လို့ထင်တယ်ဒီနေ့ပွဲမှာချက်သီးနေနဲ့လည်းအနိုင်ရလက်ဖော်ဆောင်နိုင်မှဖြစ်မယ်လို့ ထင်တယ်ဘာဖြစ်လို့ဆိုလို့ဆိုရင်ပြီးလို့ဆိုရင်ဗျာပြည်မြလေးပွဲစဉ်ခုမှလည်းတို့အင်ရှင်တို့ရဲ့အင်ကွင်းမှာပဲလီဗာပူးနဲ့တွေ့ဆုံရှင်ပြိုင်ရမယ်ပွဲတွေရှိတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတို့အနိုင်ရလဲဖော်ဆောင်ထားနိုင်မှာအကောင်းအကောင်းဆုံးဖြစ်မယ်လို့တော့ကျွန်တော်တယောက်တည်းတိုးတယောက်တည်းအမြင်တော့ရှိတယ်ဗျာပြီးလို့ဆိုလို့ဆိုရင်ဘေမီကာရဲ့တိုက်စစ်ဘေမီကာရဲ့တိုက်စစ်မှာတော့တို့ရဲ့အဓိကတိုက်စစ်သမားတွေဖြစ်တဲ့ရှစ်ချက်တွေရရှိမယ်ပြီးလို့ဆိုရင်အပတွေ ဟုတ်တယ်ပရီလေးရှိမယ်ပြီးလို့ဆိုရင်အဲလူကာဘီရိုလူကာဘီရိုတို့ဆိုလို့ဆိုရင်လည်းတော်တော်လေးဥမာကောင်းတဲ့ကစားသမားတွေဖြစ်တယ်ပြီးလို့ဆိုရင်အဲရှက်ချက်ဒီရဲလည်းအဲသူရဲ့တောင်ပန်တစ်ချက်တောင်ပန်နှစ်ချက်ကတော့တော်တော်လေးဥမာကောင်းမွန်မြန်လုံးမြင့်ကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်ချက်စည်းအနေနဲ့တော်တော်လေးဥမာ view ဆိုင်ပြီးတော့ဒီနေ့ပွဲမှာကစားသွားမယ်ဆိုလို့ဆိုရင်တော့အနိုင်ရလည်းဖို့ဆောင်သွားနိုင်မယ်လို့တော့ထင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကနေလည်းလုံးမယ်ဆိုလို့ဆိုရင်တော့တစ်ဖက်ကဘင်ဖီကာကလည်းအဲကို ကိုတွင်းတေကြတဲ့ကစားသမားတွေရှိတဲ့အတွက်ကြောင့်ချက်စီးနေနဲ့နောက်ကလိုက်ပြီးတော့ကစားမဲ့ပုံစံမျိုးတွေဖြစ်သွားမယ်လို့တော့ကျွန်တော်ထင်တယ်။ Okay အဲ့ဆိုလို့ရင်ကျွန်တော်တစ်ဖက်ကအဲအင်ရှင်ဖြစ်တဲ့ချက်စီးချက်စီးရဲ့အကြောင်းလေးပြောတော့ချက်စီးကတော့ မပီးမြလေးပွဲမှာလည်းရှုံပွဲတွေတွေ့ထားတယ်ချန်ပီယံလိပွဲစဉ်တက်မှာလည်းရှုံပွဲတွေတွေ့ထားတဲ့အတွက်ကြောင့်အဲသူတို့အနေနဲ့နည်းနည်းလေးတော့အဖီအားလေးတွေတော့နည်းနည်းလေးများတယ်ဖီအားများနေတဲ့အတင်ပြင်မှာသူရဲ့အဓိကကစားသမားတွေဖြစ်တဲ့ချာလိုဘတ်တို့ကလည်းနေထားတယ်ပြီးလို့ဆိုလို့စင်အဲသူတို့ရဲ့အဓိကကွင်းလင်ကစားသမားဖြစ်တဲ့ပါမားကလည်း injury တွေဖြစ်နေတဲ့အတွက်ကြောင့်သူတို့တက်ကတော့အဲနည်းနည်းလေးဥမှစိုးရင်စရာလေးတွေတော့ရှိတယ်ဒါမှမဟုတ်လည်းသူတို့မှလူစင်းကလည်းတော်တော်လေးဥမှတောင့်တင်းတဲ့အဲ ပြင်းပြလိမ့်မယ်ဆိုသူတို့ကလူစင်းရဲ့တောင်းလင်းဆုံးလို့မျိုးပြောလို့ရတယ်ကစားသမားတွေလည်းအများအပြားရှိတယ်ပြီးလို့ဆက်လို့စင်းရင်ဗျာအဲတကယ် player ကောင်းတွေရှိတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့အဲအိမ်ရှင်လည်းဖြစ်တဲ့အတွက်ကြောင့်သူတို့ဗီမီကာကိုအကောင်းဆုံးရှင်ပိုင်ကစားပြီးတော့အနိုင်ယူသွားမယ်လို့တော့ထင်တယ် okay အဲဆက်လို့စင်းကျွန်တော်တို့ချက်စီရဲ့ခံမှန်းလိုက်နဲ့ချက်စီရဲ့ခံမှန်းလိုက်နဲ့မှာတော့သူတို့ရဲ့ဂိုဒမားတော့အဓိကဂိုဒမားဖြစ်တဲ့စမ်းချက်ပဲပါဝင်လာမယ်လို့တော့ထင်တယ်ပြီးလို့ဆက်လို့စင်းကူကူရဲရရှိမယ်ပြီးလို့စင်းပထိုလ်ရှိမယ် လို့ဒီနေရာမှာတော့နောက်တန်းနေရာမှာတော့သူတို့ကျွန်တော်တို့ချာလိုဘားအနေကနဲ့ထိသွားတဲ့အတွက်ကြောင့်ချာလိုဘားဒီနေ့ပွဲမှာပါဝင်လာမယ်လို့တော့ကျွန်တော်မထင်ဘူးပြလို့ဆိုရင်အဲဘယ်သူရှိမယ်လို့ဆိုတော့ဘာရရရှိရှိမယ်ဒီကစားသမားကိုပဲသူတို့ထည့်ပြီးတော့တုံးမယ်လို့ထင်တယ်မဟုတ်လို့ဆိုလို့ရှိရင်သူတို့လူငယ်ကစားသမားလေးတွေနဲ့အဲပွဲထွက်လာမယ်လို့တော့ အဲမင်းလေပြီးလို့ရှင်တို့ရဲ့တို့ရဲ့နောက်တန်းနေရာမှာတော့ရစီချင်းရစီချင်းကလည်းခုနကပွဲမှာနည်းနည်းခြေသွမ်းလေးတွေအဲအနစ်မြင့်တက်ကြနေရှိတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ပြန်ပြီးတော့တတိချာချာနဲ့နောက်တန်းလေးလုံလုံနဲ့သူ့ရဲ့အဲတိုက်စစ်လိုက်ပိုင်မှုတွေသူ့ရဲ့ crossing တွေနဲ့ဝမ်မဝမ်ကြော်ဖြတ်မှုတွေမှာကောင်းမယ်လို့ဆိုလို့ရှင်ဒီနေ့ပွဲကတို့အနိုင်ရလက်ဖော်ဆောင်သွားနိုင်မယ်လို့တော့ထင်တယ်ပြီးလို့ရှင်ကျွန်တော်တို့ကွင်းလေကွင်းလေမှာတော့တို့မှာရွေးချယ်စရာတော့ အရင်အားထက်စားလို့ဆိုရင်တော်တော်လေးဥမာနေသွားတယ်လို့ထင်တယ်အဓိကဖြစ်လို့ဆိုရင်ကိုပါမှာသူရဲ့အများနဲ့လို့ကိုတွင်ဆက်လိုမျိုးဖြစ်နေတယ်ကိုပါမှာလည်းဒီနေ့အဲတန်ရာရရထားတဲ့အတွက်ကြောင့်တော်တော်လေးဥမာကွင်းလိုင်လေးကနည်းနည်းလေးဥမာအားနေတယ်လို့တော့ကျွန်တော်ထင်တယ်ဒါပေမဲ့လည်းသူတို့မှာ player ကောင်းတွေရှိတဲ့အတွက်ကြောင့်နောက်ပြီးတော့အစ်စ်ခေါ်ထားတဲ့ကစားသမားတွေရှိတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာအကောင်းဆုံးအနေနဲ့ရှင်ပြိုင်လာမယ်လို့ထင်တယ်ပြီးလို့ဆိုရင်ကိုယ်လည်းမှာဘယ်သူရှိမလဲဆိုကိုယ်လည်းမှာကိုင်စီရိုးရှိမယ်ပြီးလို့ဆိုရင်အန်ဆိုရှိမယ်ပြီးလို့ဆိုရင်ဆန်တိုးကိုပဲဒီနေ့ပွဲမှာကွင်းလည်းကိုပဲ ထည့်ချလို့ရမယ်ဒါမှမဟုတ်လို့ဆိုရင်အခန္ဓာချုပ်ကန္ဓာချုပ်ကလည်းတို့ဟိုကာရဝံကတ်မှာတို့ထည့်ပြီးတော့တုံးလိုက်တာလေတိတ်ပြီးတော့ခြေစွမ်းမပြနိုင်တဲ့အတွက်ကြောင့်အနည်းပြအနေနဲ့ဘယ်လိုကွင်းလဲကိုအပြောင်းလဲတွေလုပ်ပြီးတော့ထုတ်လာမလဲဆိုတာတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့တိုက်ဆက်တိုက်ဆက်ကတော့တို့ကျွန်တော်တို့ဟိုအများကြီးပြောနေကြရတော့မလို့အဲတို့ရဲ့အဓိကတိုက်ဆက်ဖြစ်တဲ့ကစားသမားတွေဖြစ်တဲ့ပထုနထုရှိမယ်ပြီးလို့ဆိုရင်ဂျာဝပထုပြီးလို့ဆိုရင်အက်စထရိုဘိုဒီ၃ယောက်နဲ့ပဲပွဲထွက်လာမယ်လို့တော့ထင်တယ် ဒီနေ့တည်းရဲ့ထိတ်တိုက်တွေးဆုံမှုဒီနေ့တည်းရဲ့ထိတ်တိုက်တွေးဆုံမှုကတော့ချက်စည်းတို့ကတော့ကျွန်တော်လေးချိန်လုံးတွေးထားရတဲ့အချိန်မှာလေးချိန်လုံးအပြတ်တက်အနိုင်ရရှိရလက်ဖော်ဆောင်ထားတာတော့ကျွန်တော်တို့တွေးရတယ်ဒါပေမဲ့ဒီတစ်ခါမှာရောချက်စည်းတို့သူတို့ရဲ့အိမ်ဝင်းမှာလာရောက်ရှင်ပိုင်တဲ့ဗန်မင်ကာကိုသူတို့အနိုင်ရရှိအနိုင်ရလက်ဖော်ဆောင်နိုင်မှာဒါမှမဟုတ်ပဲတစ်ဖက်ကဗင်ဖီကာကပဲအလှည့်အပြောင်းတွေဖြစ်သွားပြီးတော့နိုင်သွားမလားဆိုတော့ကျွန်တော်တို့ပွဲလေးအတွင်းမှာတော့တစ်ချက်တော့စောင့်ကြည့်ရမယ် ချက်သင်းနေနဲ့အဲဒီနေ့မှာတော့ချန်ပီယံလိပွဲစဉ်ကလည်းနှစ်ဖြစ်လာပြီပြီးတော့ချန်ပီယံလိပွဲစဉ်တက်မှာလည်းရှုံးထားတဲ့အတွက်ကြောင့်ဒီနေ့မှာအကိုရဲ့အင်ဂွင်းလည်းဖြစ်တဲ့အတွက်ကြောင့်ဘင်ဖီကာပွဲဘင်ဖီကာနဲ့တွေ့နေတွေ့ဆုံမဲ့ပွဲကိုသူတို့အကောင်းဆုံးရှင်ပြိုင်ပြီးတော့အဲကျွန်တော်အမှတ်သုံးမဲ့ရိုက်ဖို့လုပ်တယ်ဒီလိုမှမဟုတ်လို့ဆိုလို့ရှိရင်အဲနောက်ဆိုလို့ရှိရင်6ပွဲပဲအဲကြံတော့တဲ့အချိန်မှာတော်တော်လေးဥမာစိုးရင်ရတယ်လို့ပြောလို့ဆိုရင်ပြီးလို့ဆိုရင်ပွဲချက်တွေကလည်းလာတော့မယ်ပြီးများလေးတွေမှာလည်းပွဲချက်တွေရင်ဆိုင်ရမဲ့အတွက်ကြောင့်ချက်သီးတို့ ဒီနေ့ပွဲမှာတော့ကျွန်တော်အနိုင်ရလဲဖော်ဆောင်ထားမှအကောင်းဆုံးဖြစ်မယ်လို့တော့ကျွန်တော်တူတူယောက်ထဲရဲ့အဲတော့မြင်နေရဗျာပြလို့ဆိုလို့ရှင်သူတို့အဲကွင်းလေကွင်းလေရလဲဟိုနေ့ရလိုမျိုးပဲဘောလုံးတွေအပြတ်တိတ်ပြီးတော့မြန်မြန်ပဲမြန်မြန်ပဲနေဗျာတတိချာချာလေးကိုမှဆော့ကစားမယ်ဆိုလို့ရှင်တော့ကျွန်တော်ဘွင်ဖီကာကိုတော့နိုင်နိုင်မယ်လို့တော့ထင်တယ်အဲ့ဒီအဲ့လိုတင်အဲကျွန်တော်ဒီနေ့ပွဲလေးမှာတော့ကိုရလက်ခမန်းလိုက်မယ်ဆိုတော့ချက်စည်းအနေနဲ့အဝေးကွင်းမှာလာရောက်ရင်ဆိုင်ရတဲ့ဘင်ဖီကာကိုတော့ကျွန်တော်တို့ 2 1လောက်နဲ့နိုင်သွားမယ်လို့တော့ထင်တယ်။တစ်ဖက်ကလည်းဘေဘီကလည်းသူ့မှာဂိုးသွင်းသိချတဲ့ကစားသမားတွေရှိတယ်သူတို့ရဲ့ player ကောင်းတွေရှိတဲ့အတွက်ကြောင့်တစ်ဖက်ကချက်စီကိုလည်းတော်တော်လေးဥမှာထုတ်ကပေးနိုင်မယ်လို့ထင်တယ်။ချက်စီကလည်းအဲ့ဒီအဲသူတို့ရဲ့အဲကစားသမားတွေကိုဘယ်လိုထိန်းချောင်းပြီးတော့အနိုင်မလဲဆိုတာတော့ကျွန်တော်တို့ဒီနေ့ညအရှင်ပြန်ကစားကြမယ်ချန်ပီယံလိပွဲစဉ်နှစ်ရဲ့ပွဲလေးမှာဆောင်မြောက်ကြည့်ရှုပြီးအားပေးနိုင်ပါတယ်။ Okay ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ Like ကြည့်ရှုပေးတဲ့ညီကူတယောက်ချင်းချင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတာပါဗျာ။